ဒီပိုလေးကဆရာ့အကြောင်းအရာလေးတယောက်မစင်ကြားတွေလာမေးပြီးတော့ဆရာကြီးတချို့ကနံပါတ်1ကိုရွေးကြတယ်တချို့ကနံပါတ်3ကိုရွေးကြတယ်ဘယ်ဟာလေးကအပြစ်မှန်ဖြစ်မလဲဆိုပြီးတော့မေးထားတဲ့အပုပ်လေးပါမေးထားတဲ့ဆရာတော့နေ့3ရက်လောက်ရှိနေပါပြီဒါဒီနေ့တော့အချိန်လေးပေးနိုင်လို့မို့ဒီပိုလေးဆရာရှင်းပါမယ်အလင်းပြမယ်ဗျာပြောရင် ordin modu kyunen de sayon hanan nemonan hyeongtae yonggi 로တဲ့ 모르 고르게 키울 수 있도록 도와줍니다. 벼즈라 자바 자바이 어린 모르 키우는데 어리다스랑 예외 모소라가 묘세고 솔로지나 그래서 벼의 어 모소라 아두에라이 씨량 라 바다 변라이메스이 자바이 자바 묘세리리고 키우는데 키우다서라 무에미디에 리니아마저 사이피오디로받다피아메 자바의 묘세리리사이피오레니마 사용하는 아동뷰레 네모난 네모난서라가 레랑 형태서라 뽕단 레랑 뽕단 용기로 뽕 니네 모르 고르게 키울 수도록 ထိုးဝကြမိတာမိုးဆိုရက်အဲ့တော့စဘာမျိုးစေးတွေကိုညီညီညာညာစိုက်ပြိုးနိုင်အောင်ကူညီပေးပါတယ်ဒိုးတို့ဆိုတော့အောင်ဆိုတဲ့တရားလေးပါအဲ့တော့ပြန်ပြောမယ်ဆိုစဘာရဲ့မျိုးစေးတွေကိုစိုက်ပြိုးတဲ့နေရာမှာအသုံးပြုတဲ့၄တောင်းပုံစံပုံးအနေနဲ့တဲ့စဘာမျိုးစေးတွေကိုညီညီညာညာနဲ့စိုက်ပြိုးလို့ရအောင်ကူညီပေးတဲ့ပစ္စည်းကိုသူကမေးထားတာပါ အဲ့နံပါတ်1ကဟွာဘွန်ပန်းအိုးနံပါတ်2ကမိုဖန်ပြိုခင်းနံပါတ်3ကဆန်ယွန်းမိုဆန်ကြအဲ့မှာဒါလေးကဆရာဆလုံးပေါင်းလေးကလွဲနေတာလို့ပြောလို့ရတယ်ပေါ့နော်ယွန်းမိုမုတ်ဖင်းနဲ့မိုဘွန်နဲ့မျိုးလို့ဖြစ်ရမှာပါယွန်းမျိုးဆန်ကြလို့ဖြစ်ရမှာအဲ့တော့ဆရာနံပါတ်2ရွေးတဲ့သူကဒါဆလုံးပေါင်းမှားတယ်လို့ယူဆလို့ရွေးတာလည်းဖြစ်ရင်ဖြစ်လိမ့်မယ် အပြည့်အစုံနံပါတ်3ဖြစ်ရမှာပေါ့သူကယွန်းမျိုးစမ်းကြပါယွန်းမျိုးစမ်းကြဆိုတာကပြိုးပန်းလို့လည်းပြောတယ်ပြိုးခွက်တို့အာပြိုးခုံးလို့ပြောခြင်းလည်းရပါတယ်ဂျပန်လေးနဲ့ပြပေးပါမယ်နံပါတ်4ကဘီနီဟောက်စ်ဒါရတာမိုးလုံးလေးလို့စိုက်ခင်းပေါ့နော်အဲ့တော့အဖြေမှန်ကနံပါတ်3ပါအဲ့တော့အဖြေမှန်နံပါတ်3ဆိုတော့မိုးဖန်းနဲ့ယွန်းမျိုးစမ်းကြကဘာကွာလဲဆိုရင် အမနစ်မိုးဖန်းကကြတော့ပြိုးပြိုးပင်နေပြိုးပေါက်လေးတွေအပင်ပေါက်လေးတွေကိုကျတော့စိုက်လို့ရတယ်ဒါပေမဲ့သူကမြေကြီးထဲမှာတခါတည်းစိုက်တွဲပြီးတော့စိုက်တဲ့အရာလေးတွေကိုမိုးဖန်းလို့ခေါ်တာပေါ့နော်သူမြေကြီးနဲ့တခါတည်းရောဆက်ပြီးတော့အဲကျတော့စိုက်ခင်းနေမှာပြိုးခင်းနေတယ်မှာတခါတည်းရောဆက်ပြီးတော့စိုက်တာဒါကိုမိုးဖန်းစာဒီပုံလေးကိုကြည့်ရင်ကျတော့ကွဲပါလိမ့်မယ်ရုံမြို့ဆန်းကြတော့မြေကြီးထဲမှာတခါတည်းပြိုးပင်ပြိုးကန်းနေ ပြိုးကင်းနေဆိုင်ခင်းနေမှာစိုက်တာမျိုးမဟုတ်ဖြစ်နေဘန်းလေးတွေအကွက်လေးလေးတောင်ပုံစံဘန်းလေးတွေပုံလေးတွေနဲ့သူ့ကိုပြိုးပေါက်လေးတွေဆိုင်ကြီးပြီဆိုမှပြိုးကင်းနေကိုရွှေ့တာဒါလေးတွေကွာတာဖြစ်တဲ့သူကလေးတောင်ပုံစံပုံးလို့လည်းပြောထားတာဖြစ်တဲ့အတွက်အဖြေမှန်က3ပုံးနေမိတာ